ဘာတဝန်းဖြစ်ပြက်နေတဲ့အဖြစ်ပြက်များစွာကိုဒဝဲဝက်ပရိသတ်တွေသိရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစည်းအဝေးကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရာမှာတော့ဧပြီလ16ရက်နေ့ကနေဧပြီလ25ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကိုဒဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။သက်တော်88နှစ်ရှိပြီဖြစ်တဲ့ ုပ်ယဟန်မင်းကြီးဖရန်စစ်ဟာဧပြီလ22ရက်နေ့ကဗာတီကန်မှာကွယ်လွန်သွားခဲ့ပါတယ်။ပုပ်ဖရန်စစ်ရဲ့ရုပ်ကလပ်ကိုဗာတီကန်ကစိတ်ပီတာဖျားเจ้าကိုတည်ယူပြီးဇာပနနေ့အထိထားရှိထားမှာပါ။ဝိယုံဒီဆင်မြန်းပြီးခေါင်းတလားထဲမှာဖွင့်ပြထားတဲ့ပုပ်ယဟန်မင်းကြီးရဲ့ရုပ်ကလပ်ကိုလည်းဗာတီကန်ကနေ ထုတ်ပြန်ထားပါတယ်။ကောင်းမှာကောင်းဆောင်ရှိဆောင်ပေးထားပြီးလက်မှာလက်ဝါးကတိုင်ပုံပါတဲ့စိတ်ပရိထက်ထားပေးပါတယ်။ ဇာပနပွဲကိုတော့ကဘာတဝန်းကအစိုးရအကြီးအကဲတွေမင်းဆွေမင်းမျိုးတွေအပါအဝင်ကက်သလစ်ဘာသာဝင်တွေလည်းတက်ရောက်ကြမှာ ဖြစ်ပါတယ်။ယုတ်ကလတ်ကိုတော့ရောမမြို့ထဲကစန်တာမာရီယာမက်ဂျော်ရီဖျားကျောင်းကြီးမှာမြုပ်နှံမှာဖြစ်ပါတယ်။ မေရိကန်ပြည်ထောင်စုဟာဆော်ဒီအာရေဗျာနိုင်ငံကိုဒေါ်လာဘီလီယံ100ကျော်တန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းတွေရောင်းချဖို့အတွက်စီစဉ်နေပါတယ်။လာမယ့်မေလမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့ဆော်ဒီခရီးစဉ်တွင်ကြေညာဖို့စီစဉ်ထားတာပါ။ဆော်ဒီအာရေဗျာဟာအမေရိကန်ထုတ်ကုန်တွေအထူးသဖြင့်အမေရိကန်စစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူနေတဲ့နိုင်ငံဖြစ်တယ်လို့သမ္မတထရပ်ကပြောပါတယ်။ ဆော်ဒီအာရေဗျာကလက်နက်ဝယ်ယူမှုတွေကြောင့်အ ਨੇ ဆုံးအလုအကိုင်းပေါင်းတသန်းလောက်ကိုဖန်တီးပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်ဥပဒေအရနိုင်ငံတကာလက်နက်ဆိုင်ရာသဘောတူညီချက်တွေကိုအတိမပြုခင်လွှတ်တော်အဖွဲ့ဝင်တွေကပြန်လည်သုံးသပ်ရအောင်မှာဖြစ်ပါတယ်။ကက်ရှမီးယားဒေသမှာအပိလ22ရက်နေ့ကခရီးသွားအပ်တဲ့26ဦးထက်မနည်းတိုက်ဆုံခဲ့ရတဲ့တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးပြန်လည်တင်းမာလာနေပါတယ်။အဲ့ဒီတိုက်ခိုက်မှုကအိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ကက်ရှမီးယားမှာ2019ခုနှစ်နောက်ပိုင်းလူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုဖြစ်တာပါ။တေဆုံးသူတွေကအာလရဲ့အပျော်ခရီးထွက်လာကြတဲ့အရသားတွေဖြစ်ကြပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးကအပြည့်အဝပိုင်ဆိုင်တယ်လို့အခိုင်အမာဆိုထားတဲ့ကက်ရှမီးယားဒေသဟာနှစ်နိုင်ငံကနေတဝက်စီခွဲအုပ်ချုပ်နေတာပါ ဒီနေရာကနှစ်နိုင်ငံစလုံးအတွေ့အထိအခိုက်မခံတဲ့သမိုင်းကြောင်းတွေရှိကြပါတယ်။အဲ့ဒီဖြစ်ရကြောင်းပြင်းထန်တဲ့တုတ်ပြန်မှုတရက်ကိုကျွန်တော်တို့မြင်ရဖို့ရှိနေပြီးဒါကတော့ပြည်တွင်းလူထုနဲ့ပါကစ္စတန်ကတာဝန်ရှိသူတွေကိုပါအိန္ဒိယရဲ့စိတ်ဓာတ်ကိုပြသရမယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးကပြောပါတယ်။နှစ်နိုင်ငံစလုံးကတော့တန်တမာတွေကိုနှင်းထုတ်ထားပြီးလေးပိုင်းနဲ့ဖြတ်တန်းခွစ်တွေအပြင်နေဆက်ဂိတ်တွေလည်းပိတ်ထားပါတယ်။ ဣသရေလနိုင်ငံအလေပိုင်းမှာတုံးပြီးလောင်ကျွမ်းနေပြီးမိတောက်တွေကလေပြင်းတွေနေပူတာတွေကြောင့်ဂျေရုစလင်မြို့ဝန်းကျင်ရှိတောင်ကုန်းတွေကိုပါတိုးဝင်လောင်ကျွမ်းခဲ့ပါတယ်။တုံးပြီးကိုဣသရေလအရေးပေါ်အဖွဲ့တွေကငြိမ်းချခဲ့ရပြီးရက်ရွာဒေသခံများကိုလည်းဘေးလွတ်ရာရွှေ့ပြောင်းခံရတာပါ။ဣသရေလမိသက်လေရင်တွေကတော့မိလောင်နေတဲ့တစ်တောဧရိယာတွေအပေါ်ရေဖြန်းချပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကအဓိကလမ်းမကြီးတွေကိုပိတ်ဆို့လိုက်ပြီးရင်မောင်းတွေကိုမော်တော်ယာဉ်တွေထားခဲ့ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်း나ยีအနှဲငယ်အကြာမှာတော့အဝေးပြေးလမ်းတွေကိုပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ရာဒီဥရုကြောင့်နေ့လေအချိန်မှာမီးစလောင်တာဖြစ်ပြီးရာဒီဥရုပူပြင်းပြီးလေပြင်းတွေလည်းတိုက်ခတ်နေတယ်လို့မိသက်တပ်ဖွဲ့ကပြောပါတယ်။တောမီးလောင်မှုမှာတေဆုံးသူတယောက်မှမရှိပါဘူး။မီးလောင်ပြီး나ยี30အကြာမှာတော့မီးကိုထိမ့်ချုပ်နိုင်သွားတယ်လို့မိသက်တပ်ဖွဲ့ကပြောပါတယ်။ တူရကီနိုင်ငံအစ္စတန်ဘူမြို့အနီးမှာပြင်းအား risk ဒါစကေ6ဒသမ2အဆစ်ရှိတဲ့ငလျင်ကြီးနဲ့အတူနောက်ဆက်တွဲငလျင်တွေပါလှုပ်ခတ်ခဲ့ပါတယ်။ April 23ရက်ဒေတာစံတော်ချိန်7:46မိနစ်မှာအဓိကငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးမြေပြင်အနက်10ကီလိုမီတာအကွာမှာလှုပ်ခတ်ခဲ့တာပါ။ အဲ့ဒီလှုပ်ခတ်မှုကြောင့်အမြင့်ပိုင်းနေရာတွေကနေခုံချထွက်ပြေးခဲ့ရမှာဒဏ်ရာရသူအရေအတွက်150ရောက်ထက်မနည်းရှိတယ်လို့ဆိုပါတယ်။နောက်ဆုံးအချက်အလက်တွေရတေးဆုံးသူမရှိသေးသလိုအဆောက်အုံ ကြီးကြီးမားမားပျက်စီးတာမျိုးလည်းမရှိပါဘူး။နေ့လယ်ပိုင်းအချိန်နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်မှုရှိခဲ့တဲ့အတွက်ပြည်သူတွေကလမ်းပေါ်ထွက်ရင်းအပြင်းမှာညအိပ်ဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်။ တောင်ကိုရီးယားသမရာဟောင်းမွန်ဂျေအန်ကိုထိုင်းလေကြောင်းလိုင်းတစ်ခုမှာသူ့သမဲဟောင်းကိုအလုတ်ခတ်အပ်ခဲ့မှုနဲ့ပတ်သက်လို့လက်ပေးလက်ယူမှုတွေအစိုးရရှေ့နေတွေကဆွဲချက်တင်လိုက်ပါတယ်။ဂျုံကျူးခရိုင်အစိုးရရှေ့နေရုံးကဧပြီလ24ရက်နေ့မှာတရားစွဲလိုက်တာပါ။သမရာဟောင်းမွန်းကိုလက်ပေးလက်ယူမှုလွှတ်တော်အမတ်ဟောင်းလီဆန်ဂျစ်ကိုလက်ပေးလက်ယူမှုယုံကြည်မှုဖောက်ဖျက်မှုနဲ့စွဲချက်တင်ထားတယ်လို့ပြောပါရတယ်။ သမရာဟောင်းမွန်းရဲ့တမဲ့ရရှိတဲ့လစာငွေဟာတဘာဝမကြဘဲသမရာဟောင်းကိုလက်ထိုးငွေဖြစ်တယ်လို့တရားစွဲဆိုမှုမှာစွပ်စွဲထားပါတယ်အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်တဲ့ Food Panda ဟာထိုင်းနိုင်ငံကဝန်ဆောင်မှုကို မေလ23ရက်နေ့ကစတင်ပြီးရပ်ဆိုင်းသွားတော်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကဝန်ဆောင်မှု လုပ်ငန်းကိုရပ်တန့်ဖို့ဆုံးဖြတ်ချက်ကမိခင် ကုမ္ပဏီ Delivery Hero ရဲ့အဆုံးဖြတ်ချက်ဖြစ်တာပါအရင်ကလည်းဒိန်းမတ်၊ဂါနာ၊ Slovakia နဲ့ Slovenia တွေကဝန်ဆောင်မှုလုပ်ငန်းတွေကိုရပ်ဆိုင်ခဲ့ပါသေးတယ်ကုမ္ပဏီကအာရှ Pacific ဒေသရဲ့အခြားဒေသတွေမှာအားထုတ်မှုတွေကိုဆက်လက်အာရုံစိုက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကုမ္ပဏီဘက်ကတော့သုံးစွဲသူတွေနဲ့စားတောက်ဆိုင်တွေကိုကျေးဇူးတင်ကြောင်းထုတ်ပြန်ထားပါတယ် နောက်အပတ်မှာလည်းနိုင်ငံတကာရေးရာအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ